ားလုံးပဲမင်္ဂလာပါကိုကြီးပေါ့ရဲ့ official youtube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာမိဘပြည်သူများကို ကျွန်တော်အနေနဲ့ကျွန်တော်ပြက်ကွက်ခဲ့တဲ့ကျွန်တော် channel လေးအတွက်ကျွန်တော် promotion အနေနဲ့ကျွန်တော်တောင်းပန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ထဲမှာတုန်းကကျွန်တော်ကကျွန်တော်ကျမ်းမာရေးချောင်းပေါ့လေကျွန်တော် Facebook ပေါ်မှာကျွန်တော်တင်ထားတာဖတ်မိတဲ့သူတွေလည်းဖတ်မိကြပါလိမ့်မယ် ကျွန်တော် operation ကျွန်တော်လုပ်ရတယ်၃ချိန်၃ချိန်ရှိသွားပြီပေါ့နော်ဒီ2025ထဲမှာပဲကျွန်တော်ကျမကြီးမကောင်းတဲ့နှစ်လို့ပြောလို့ရတာပေါ့ကျွန်တော်တစ်ခါမှအဲတစ်နှစ်ထဲမှာတည်းပဲခွဲစိတ်ခန်းပေါ့ခွဲစိတ်ခန်းကိုဝင်ရတာဒီ2025ကျွန်တော်တို့တော်တော်လေးဖြတ်ခက်ခဲခဲဖြတ်တန်းတဲ့နှစ်လို့လည်းပြောလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်၃ချိန်ပရောဆုံးတစ်ချိန်ခွဲတယ်ဒုတိယတစ်ချိန်ထပ်ခွဲတယ်အခုတတိယတစ်ချိန် ခွဲရတာပေါ့နော်ခွဲရတဲ့အချိန်မှာကျွန်တော်ကထိုင်ဖို့ကျွန်တော်အဆင်မပြေဘူးနောက်ပြီးတော့ကျန်ကျမကြီးကလည်းမကောင်းတဲ့အတွက်ကျွန်တော်အဲဒီသတင်းတွေဒီလိုမျိုးအချက်လက်တွေနဲ့ဒီ information တွေပေးပြီးရိုက်ဖို့ကလည်းကျွန်တော်ပြင်အားဆင်အားလုပ်ရတာတွေနဲ့ကျွန်တော်စိတ်အဆင်မပြေတဲ့အတွက်ကျွန်တော်ဟိုပြက်ကွက်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်းကျွန်တော်ဘာပြောနားလည်လိမ့်မယ်လို့လည်းကျွန်တော်ထင်ပါတယ်အဲ့တော့ဒီနေ့မှာတော့ပြန်လာရတော့အခုတော့အရင်ကလိုထိုင်ရင်ပြူရင်မဟုတ်တော့ပဲနဲ့မတ်တက်ရမှကျွန်တော်မတ်တက်ရပြီစကားပြောမှာ ရတဲ့ position ဖြစ်နေတာပေါ့လေအဲ့တော့လေမတက်ရရဲ့ကလေးနဲ့ပဲမိဘပြည်သူများကိုမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ဗျအဲ့တော့ဒီနေ့အားလုံးကတော့တည်တဲ့အတိုင်းပဲဖြစ်နေတဲ့အခြေအနေတွေကတော့မျိုးစုံပါပဲကျွန်တော်ပြောမှလည်းမဟုတ်ပါဘူးအားလုံးကတော့သတင်းတွေမှာမီဒီယာတွေမှာတခြား speaker ပြောနေတဲ့သူတွေရှိမှလည်းထူးထူးထူးသတင်းတွေကတော့ဒီသတင်းတွေပဲရှိနေကြတာပါလေအဲ့တော့ကျွန်တော်အနေနဲ့ပထမဆုံးကျွန်တော်နဲ့ဆိုင်တဲ့ကိစ္စလေးတွေပြောရမယ်ဆိုလို့ရှိရင်တော့ ပြုံပြုံလေးပေါ့နော်ပြုံပြုံလေးရုပ်ရှင်ကဟိုတလောလုံးကအဲကျွန်တော်တို့သမှုပကံမှာပြမယ်ဆိုပြီးကြီးညာတယ်ကြီးညာတော့အဲကျွန်တော်တို့တစ်ဖက်ရန်သူရဲ့အဲရန်သူရန်သူပေါ့လေတစ်ဖက်ရန်သူကနေမှကျွန်တော်တို့ရုပ်ရှင်ကိုကန့်ကွက်ဖို့ကျွန်တော်ရုပ်ရှင်ကိုနှောက်ရှက်ဖို့အတွက်သူတို့တွေကြိုးစားလာကြတာတွေတွေ့ရတယ်ကြားရတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ကကျွန်တော်ကိုယ်လှုပ်ရှားရှိတာကိုလှုပ်ပါတယ်အဲ့တော့နောက်ဆုံးပိတ်အဖြေကတော့ကျွန်တော်တို့ဒေါ်လန်ရီ ရဲဘော်ရဲဘက်တွေအားလုံးဒီဟာလာဘသူတွေပဲတိုက်ခိုက်တိုက်ခိုက်ဘသူတွေပဲနှောက်ရှက်နှောက်ရှက်ဘလို့အဟန်တာပဲရှိနေပါစေကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့အဲပုံစံမပြတ်ပါဝင်နေကြစေပဲရှိနေကြစေဆိုတဲ့ဟာကတက်တည်ပြနိုင်ခဲ့ပါပြီအားလုံးသိတဲ့အတိုင်းလက်မှတ်1000ကျော်ရောင်းရပါတယ်ရောင်းရတဲ့အတိုင်းပဲမပြတ်မကွက်ကိုပဲလာရောက်အားပေးကြတယ်ဒါတွေအကုန်လုံးကလည်းကျွန်တော်ရှေ့မှာပြောခဲ့ပြီးသားအတိုင်းပဲပြုံပြုံလေးရုပ်ရှင်သည့် ကျွန်တော်တို့ဒီရတဲ့ရံပုံငွေအားလုံးကိုဒေါ်လန်ရေးရဲ့အဲပညာရေးကို90ရာခိုင်နှုန်းစီရေးကို90ရာခိုင်တရားရာခိုင်နှုန်းလုံးစီစစ်မှာဖြစ်ပါတယ်ဆိုတာလည်းပြောထားပြီးသားဖြစ်တဲ့အတွက်အဲဘဏ်ကောင်းကပွဲရနေရတာဘတ်3သိန်းကျော်ရတယ်ဘတ်3သိန်းကျော်ဆိုသိန်းအင်း300သိန်း400မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုတော့သိန်း400နီးနီးလောက်ရတာပေါ့နော်ဒီပွဲတွေကနေရတာပေါ့အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့နေပြင်ကိုအဲနှစ်ဆန်းပိုင်းမှာအားလုံးစုပြီးတော့ခွဲဝေစီစစ်မှာဖြစ်ပါတယ် ဲ့တော့ပြောချင်တာကဘာလဲဆိုသူများနိုင်ငံထဲမှာကျွန်တော်တွေရုပ်ရှင်ပြတာဟိုးအနောက်နိုင်ငံတွေမှာတော့မလို့ဘူးပေါ့လေနောက်နိုင်ငံများဒီလိုလဲတားလို့လည်းမရဘူးဒီနိုင်ငံကတော့အိန္ဒိနာချင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟိုနည်းနည်းပါးပါးတန်ခင်းတမန်ခင်းရတော့နည်းနည်းပါးပါးအေးအေးပေါ့ဒီလိုမျိုးလေးတွေရှိမှာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါဘယ်လိုပဲအဲကျွန်တော်တို့နှောက်ရက်တာမရှိဘူးဟန့်တာတာမရှိဘူးကျွန်တော်တို့တွေကိုဟိုဘယ်လိုခေါ်မလဲဟို pressure ပေးတာကြီးလည်းမရှိပါဘူး ။ဒါအရောအဲကြည့်လိုက်ပါကျွန်တော်တို့ဒါအအောင်မြင်မြင်နဲ့ကိုပြုံပြုံလေးရာပြုံးနိုင်ခဲ့တယ်ဆိုတာအားအလုံးလည်းအသိပါပဲ။ဒါကြည်ချင်းအဖြစ်ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ဒေါ်လန်ရဲဘော်ရဲဘက်တွေအားလုံးကဘလို့အခက်အခဲတွေပဲရှိနေပါစေမရရအောင်ကိုငါတို့စီလုံးနေကြတယ်ဆိုတာပြရတဲ့ပြရုပ်တစ်ခုအနေနဲ့လဲကျွန်တော်တွေ့တွေ့ရတဲ့အဲ့အတွက်ကြောင့်မလို့စမှုပကံမှာဒီလက်မှတ်ဝယ်ယူအားပေးကြတဲ့ညီကိုမောင်နှမတွေတယောက်ချင်းစီတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်တယ် ။နောက်ပြီးတော့ကျွန်တော်ဒီပွဲဖြစ်မြောက်ဖို့အတွက်အကူအညီပေးကြတဲ့ညီကိုမောင်နှမတွေအဖွဲ့တွေစုပေါင်းပြီးတော့လုပ်ကြတဲ့ညီလေးတွေညီမလေးတွေကိုလည်းကျွန်တော်ကျေးဇူးတင်တယ်။ပြီးတော့ဒီတော်လန်ရေးအတွက်အထောက်အပံ့ဖြစ်ခဲ့တဲ့အတွက်လည်းပါဝင်ခဲ့တဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်သလိုတော်လန်ရေးမှာကျွန်တော်တို့ရှာတဲ့ရန်ပုံငွေတွေအမှုပညာနဲ့ရှာတဲ့ရန်ပုံငွေတွေတော်လန်ရေးတဲ့စီစဉ်သွားမှာဖြစ်တဲ့အတွက်လည်းဂုဏ်ယူတယ်။အဲ့တော့အာနာရှင်ရဲ့အောက်မှာကျွန်တော်တို့ဒီအမှုပညာသမားတွေကို ကျွန်တော်တို့ရဲ့အမှုပညာတွေလွတ်လွတ်လပ်လပ်လောက်ခွင့်မရအောင်လို့သူတို့ကကျွန်တော်တို့ကိုဖိနှိပ်ထားတယ်ချုပ်ချယ်ထားတယ်အဲကျွန်တော်တို့ကိုဘောင်းခတ်အကျဉ်းချထားတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကသူတို့ရဲ့စီမင်းစီကံသူတို့လိုချင်တဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ကပုံဖော်ရတယ်သူတို့လိုချင်တဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ကလိုက်လုပ်ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအာနာရှင်ကိုမလိုချင်တဲ့အတွက်လွတ်မြောက်တဲ့နေရာတွေမှာကျွန်တော်တို့ဘဝရဲ့အနာဂတ်တွေကိုကျွန်တော်တို့ထားခဲ့လိုက်ပြီလို့ရှိရင်ကျွန်တော်တို့အာနာရှင်အောက်ကနေယုံထွက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ လူကတော့အဆင်မပြေဘူးပေါ့နော်မိသားစုတွေဒီတော်လိုင်းထဲမှာပါလာကြတဲ့မိသားစုတွေကအများသောအဖြစ်တော်တော်များများအဆင်မပြေကြပါဘူးဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ကအရေးကြီးပါတယ်ကျွန်တော်တို့ရဲ့စိတ်တွေကအာနာရှင်အောက်မှာကြီးလန့်စာစားစားရတဲ့ဟာမျိုးမရှိဘူးကျွန်တော်တို့မှာကျွန်တော်တို့ EAO တွေရှိတယ်ကျွန်တော်တို့လွတ်မြောက်နေမြေမှာရန်သူကိုကာပါလုပ်ထားတဲ့ကျွန်တော်တက်တွေရှိတယ်ဟလာအဲကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမ အဲဒီတော်လန်ညီကိုမောင်တော်မသားချင်းနေရှိတယ်တယောက်နဲ့တယောက်အပြန်လန်ကြည့်ရှုဆောင်းရှောက်ကြတယ်တယောက်နဲ့တယောက်ဝန်းရံကြတယ်ဒါဟာကျွန်တော်တို့ရဲ့တကယ်လွတ်လပ်သောနှွေးထွေးသောလွတ်လပ်ခြင်းတစ်ခုပဲအဲ့ထဲမှာကျွန်တော်တို့ရဲ့အမှုပညာဒီကလည်းအနာရှင်အောက်မှာ ဖိနှိပ်မှုချုပ်ချယ်မှုဟန်တားမှုကန့်ကွက်မှုတွေတခုမှမရှိဘဲနဲ့ကျွန်တော်တို့ကဖန်တီးနိုင်တာပြအခုဆိုကျွန်တော်၃ကားရှိသွားပြီအဘရောအစုံမတောင်းမိတော့မုခရေနောက်ပြီးတော့ရောင်နေလာလည်းအခုပြုံပြုံလေး၃ကားလုံးကလည်းရားတဲ့ရံပုံတွေအကုန်လုံးတရားရာခိုင်လုံးတော်နိုင်ရေးတဲ့ကိုကျွန်တော်တို့ဟိုရှေ့ကနှစ်ကားလဲစီစဉ်ခဲ့ပြီးပြီအခုလက်ရှိဒီတကားကလည်းကျွန်တော်တို့လက်ရှိပထမတစ်တုပ်အနေနဲ့ကျွန်တော်စီစဉ်ပြီးနောက်ထပ်ဒီလဲတစ်တုပ်ပြီးတစ်တုပ်ကျွန်တော်မြေပြင်ကိုပံ့ပိုးကူညီပေးသွားမှာဖြစ်တယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အာနာရှင်ရှိနေတဲ့၍ ဆရာဝန်ဆိုရင်လည်းဆရာဝန်စစ်စစ်ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဆရာဝန်တယောက်သူတို့အောက်မှာရှိနေတဲ့ဆရာဝန်တယောက်ကသူတို့ပေးတဲ့အမိန့်အတိုင်းပဲသူတို့ခိုင်းတဲ့အတိုင်းပဲအဲလိုက်လို့ရပါလိမ့်မယ်။ဘာဒီလူကိုသူတို့ရဲ့တတ်မှတ်ချက်အရဒီလူကို စေမထိုးစေးမထိုးခြင်းလဲဟိုတတ်မှတ်တဲ့ပေါ့ဥမာပေါ့မကိုဗစ်လို့ပေါ့နမူနာပြောရမယ်ဆိုကိုဗစ်လို့ပေါ့စေးစေးထိုးဖို့အတွက် limit ရှိနေရပေါ့ဒီစေးက limit ရှိနေရဆိုရင် ီစိတ်တည်သူတို့တက်ကလူကြီးတွေသားသမီးတွေမိသားစုတွေမိဘတွေရောက်မှတွေဆိုရင်မြေဒီကိုထိုးပေးလိုက်ဆိုမဖြစ်မနေထိုးပေးရမှာဟာဒါကျွန်တော်တို့စင်ရင်ထဲမှာမပါဘူးဆရာဝန်ကတော့ပြောခွင့်မရှိပါဘူးဒီလူကိုမင်းထိုးပေးလိုက်ဆိုရင်ထိုးပေးရမှာမင်းဒီနေရာမှာနေမင်းဒီနေ့မင်းအလုံမလာနဲ့ဆိုလာလို့မရပါဘူးမင်းဒီစိတ်ယုံကနေမင်းဟိုသွားဆိုသူတို့ရဲ့သူရဲ့ procedure အတိုင်းမဟုတ်ဘဲနဲ့တယောက်ချင်းစီရဲ့အာနာပါဝါကြီးချင်းသေးချင်းပုံမှာမူတည်ပြီးတော့ဝန်ထမ်းနေရလဲ ဝန်တန်းကောင်းဝန်တန်းစစ်စစ်ဖြစ်မှာဟုတ်ဆရာဝန်ဆိုလဲဆရာဝန်ចောင်းဆရာဆိုလဲအဲ့လိုသူចောင်းဆရာတယောက်ရဲ့သူ့ရဲ့လုတ်ပိုင်ခွင့်သူ့ရပိုင်ခွင့်တည်းရနေသူ့ចောင်းမှာသူ့လုတ်ပိုင်ခွင့်နေမရမှာမဟုတ်ပါဘူးဘာလို့ဆိုတော့ဒါမလုံးနဲ့ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ဆိုတဲ့ဟန်တားမှုတွေနဲ့ပဲရင်ဆိုင်ရမှာဒီလိုပဲကျွန်တော်တို့အမှုပညာသမားတွေဆိုလဲဒီလိုပဲအရင်တော့ကျွန်တော်တို့အမှုပညာတွေကိုကျွန်တော်တို့ရဲ့စီစစ်ကြီးဆိုတဲ့နေရာကနေကျွန်တော်ရုပ်ရှင်တွေကိုပိတ်တယ်တားတယ် အဲသူတို့တန်တရားမျက်လုံးလေးနဲ့ကြည့်တယ်ဒီဇက်ကသူတို့တွေကိုတော်လှန်နေရလားသူတို့မကောင်းကြောင်းပြောနေတာလားဆိုတဲ့ကိစ္စမျိုးတွေလုပ်တယ်ပြီးရင်သူတို့တွေကဘာလုပ်လဲသူတို့တွေကကြတော့အဲ့လိုအမျိုးဘာသာသာသနာဆိုတဲ့ခေါင်းစဉ်ကြီးတက်ပြီးတော့ကျွန်တော်တို့တွေကိုဟို issue အကြီးကြီးဖြစ်သွားအောင်သူတို့တွေဖြွားမယ်ဟာဒါတွေနဲ့ကျွန်တော်တို့တွေကိုကင်ပေါက်မယ်ဒါမျိုးတွေနဲ့ပဲသူတို့ကကျွန်တော်တို့တွေကိုဖိနှိပ်ခဲ့တာအဲ့တော့ကျွန်တော်စင်စာကိုဖြတ်အဲ့ဒါစင်စာကိုဖြတ်တယ်ဆိုတဲ့ဇလန်စတင်ကလေးကကျွန်တော်တို့ကစင်စာနဲ့စပြီးတော့ရံဖြစ်ရတယ်တိုက်ပွဲဝင်ရတယ် တော့ကျွန်တော်တို့ကလွတ်လပ်စွာနဲ့ကျွန်တော်တို့ကတွေးခွင့်မရှိဘူးစပြီးဇာလန်းတွေးကြရအစင်စာလွတ်အောင်ပဲလိုက်တွေးရတယ်ကျွန်တော်တို့ဥပညာနဲ့လွတ်လွတ်လပ်လပ်မရှိဘူးနောက်တစ်ခါကျတော့ရိုက်တဲ့အချိန်မှလည်းကျွန်တော်တို့လွတ်လွတ်လပ်လပ်မရှိဘူးဟာလာလင်မြန်းနဲ့ရော ဟာလာရံဖြစ်ကြတဲ့အချိန်မှာဆဲခြင်းဆဲမယ်ဆိုခြင်းဆိုမယ်ဖီနဲ့မေအီနဲ့ဟာလာမေအီနဲ့သားရီနဲ့ရံဖြစ်ကြတာကြီးလည်းမတဲ့ကြတာကြီးလည်းရှိတာအဲ့ဒါမေအီကိုပြန်အောင်ပြန်ဆဲတဲ့သားစုသားမိုက်တွေလည်းရှိကြမှာပဲအဲ့လိုဟာမျိုးတွေမှာဆိုလဲဟာလာပြန်ပြောတာတွေဆိုလဲမလောက်အောင်တို့ရံဖြစ်တယ်ဗျာရံဖြစ်ကြတယ်ဆိုလို့ရှိရင်ထိုးကြမယ်ကြိတ်ကြမယ်ဟာလာလူတတ်မှုဖြစ်တယ်စသည်ဖြင့်ဒါမျိုးဆိုလို့ရှိရင်လဲခုတ်မယ်ထက်မယ်ဆိုသွေးထွက်မယ်လေဒီလိုမျိုးဆိုတော့သွေးတန်ရဲရဲလေးပြလို့မရဘူးဆိုတော့ အာအရေးမရအဖတ်မရတဲ့ကိစ္စတွေနဲ့ကျွန်တော်တို့ဟိုအမြဲတမ်းချုပ်နှောင်ထားတယ်ဗျာအဲ့ခါကျတော့ကျွန်တော်တို့ဥပညာတွေကလည်းအမြဲတမ်းပဲဂျောင်းထဲမှာပဲပိတ်ထားတဲ့ဒီ nose quick glee ထဲမှာပဲကျွန်တော်တို့ကတွေးတာလဲ nose quick ထဲမှာပဲတွေးရတယ်ရိုက်တာလဲ nose quick လေးထဲမှာပဲရိုက်ရတယ်အဲကျွန်တော်တို့ဖန်တီးတာလဲ nose quick လေးထဲမှာပဲဖန်တီးရတယ်အဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ ျွန်တော်တို့တွေဒီထက်ကနေအများကြီးကိုတွေးကျင်ပြီးမဲ့စိတ်ကူးရင်ပဲအဲ့ဒါဒီစာရွက်ပေါ်မှာပဲကျွန်တော်တို့ကစိတ်ကူးရင်ခွင့်ရှိတယ်။အုံနောက်ခေါင်းထဲမှာပဲစိတ်ကူးရင်ခွင့်ရှိတယ်။ချပြခွင့်မရှိဘူး။အဲ့တော့ကျွန်တော်တို့တွေရဲ့အမှုပညာသမားတွေရဲ့အယုတ်ရှင်တွေကိုလူတွေကအထင်သေးလာကြတယ်။မင်းတို့ကဒါပဲလား၊ဒါပဲလား၊ဒါပဲလားဆိုတာဖြစ်လာကြ။တကယ်တမ်းကျတော့လွတ်လပ်စွာနဲ့သာဖန်တီးပိုင်ခွင့်ပေးလိုက်ပါကျွန်တော်တို့ဒီအမှုပညာသမားတွေလည်းအဲ အများကြီးစုတ်ပြတ်တတ်နေတဲ့လူတွေကြီးလည်းမဟုတ်ပါဘူးတကယ်တော်ပြီးတကယ်လုံနိုင်တဲ့ mainstream မှာလည်းရှိသလိုအင်ဒီမှာလည်းရှိပါတယ်တကယ်တော်တဲ့သူတွေရှိကြပါတယ်ဖန်တီးလို့ရပါတယ်အဲ့ခါကျတော့ကျွန်တော်တွေကပြောချင်တာကဘာလဲဆိုတော့အာနာရှင်အောက်မှာရှိနေတဲ့အမှုပညာသမားအမှုပညာစစ်စစ်ဖန်တီးခွင့်ရမှာမဟုတ်အမှုပညာသမားစစ်စစ်ဖြစ်မှာမဟုတ်ဘူးဆရာဝန်စစ်စစ်လည်းဖြစ်မှာမဟုတ်ဘူးကျောင်းဆရာစစ်စစ်လည်းဖြစ်မှာမဟုတ်ဘူးဘလို့လူမျိုးမှစစ်စစ်ဆိုတဲ့စကားအာနာရှင်ရှိနေတဲ့ပြောလို့ကိုမရဘူးလို့ ပြောနိုင်ပါတယ်အခါကျတော့ကျွန်တော်တွေအဲ့ဘဝတွေကနေလွမြောက်အောင်ယုံထွက်လာတယ်ဒီအကြောက်တရားနေယုံထွက်ဖို့ဆိုတာတကယ်တော့လွယ်မလွယ်ကူပါဘူးဒါပေမဲ့တကယ်တမ်းအကြောက်တရားနေယုံထွက်လည်းမကြောက်ဘူးกว่าဆိုပြီးယုံထွက်လိုက်နိုင်တဲ့နေ့ကတကယ်ငြိမ်းချမ်းသွားတဲ့နေ့လွတ်လပ်သွားတဲ့နေ့ပဲအဲ့တော့ကြောက်နေလို့ဒါကျွန်တော်တို့အဲ့ထဲမှာဖြစ်နေတာတကယ်တမ်းမယုံရင်လွမြောက်အောင်လုပ်ကြည့်လိုက်ပါဟာတကယ်တကယ်ကိုပဲတကယ်ကိုပဲကျွန်တော်တို့အတွက် ကောင်းကင်ကြီးအုံနောက်ကြီးကျွန်တော်တို့ရဲ့အမြင်တွေအာယုံတွေအားလုံးဒီပွင့်ထွက်သွားတယ်အားလုံးဒီကျွန်တော်တို့တပို့ပြီးတော့တွေးစရာကြီးလည်းအကျယ်ကြီးဖြစ်သွားတယ်မြင်စရာကြီးလည်းအကျယ်ကြီးဖြစ်သွားတယ်အဲလောက်စရာကြီးလည်းအကျယ်ကြီးဖြစ်သွားတယ်။အဲခါကျကျွန်တော်မတော့မိတော့မိုးခိုင်းဆိုလဲကျွန်တော်တို့ဘယ်စင်စာမှလာဖြတ်လို့မရဘူး။ရောင်နီလာလန်းဆိုလဲဘယ်စင်စာလူကြီးမှဟိုခန်းဖြတ်လိုက်ဒီခန်းဖြတ်လိုက်လို့လို့မရ။ပြုံးပြုံးလေးလေးဒီတိုင်းပဲ ဘဲသာသနာရေးတို့ဘဲဝင်ကြီးတို့ဘဲစစ်တပ်ကတို့ဘဲဌာနကတို့ဆိုတဲ့လူတွေလာပြီးတော့ကျွန်တော်ရုပ်ရှင်တွေကိုဖြတ်တာတောက်တာ လုပ်လို့မရတဲ့အတွက်ကျွန်တော်ရုပ်ရှင်တွေကျွန်တော်ဥပညာတွေကစိတ်ကြိုက်ဖန်တီးခွင့်ရတယ်ဒါကနောက်တစ်ချိန်မှာဒီတက်ပို့ပြီးတော့တိုးတက်လာတယ်ဒီတက်ပို့ပြီးတော့ဖွင့်လင်းလာဒီတက်ပို့ပြီးလုတ်ပိုင်ခွင့်တွေရလာမယ်ဆိုလို့ရှိရင်ဒီတက်ပို့တဲ့ အဲဖန်တီးမှုတွေအများကြီးဖြစ်လာမှာဖြစ်တယ်အခုတဖြည်းဖြည်းနဲ့နိုင်ငံတကာကိုကျွန်တော်တို့ဒီဘက်ချမ်းသာသူတွေကအာထိုးဖောက်လာကြတယ်မအားလဘက်ချမ်းသာသူတွေကတော့ဒီဘန်ကောက်လိုနေရာမျိုးထိုင်းနိုင်ငံနဲ့လိုနေရာမျိုးမှာတော့ရုပ်ရှင် ပြဖို့တို့အမှုပညာပြဖို့ဆိုတာတွေကခက်ခဲ နေတာဒါဒီပြည်သူကိုဆန့်ကျင်လို့ပဲပြည်သူနဲ့တွေ့ဖီလို့ပဲဒီကိစ္စတွေကကြုံတွေ့ရတာဖြစ်တယ်ဒါကပြည်သူကလောက်တာမဟုတ်ဘူးသူတို့တွေလောက်တဲ့အတွက်သူတို့တွေခံစားရတာဖြစ်တယ်ဟိုးနိုင်ငံတကာယူရိုပတို့အမေရိကတို့ဩစတြေးလျတို့နောက်ပြီးစင်ကာပူတို့ဆိုတာတခြားသူတို့ရုပ်ရှင်တွေပြဖို့တို့သူတို့ရုပ်ရှင်တွေသူတို့ရဲ့တခြင်းသွားဆိုဖို့ဆိုတာ oversee ဆိုတာကဝေးရောပဲသူတို့အများဆုံးသွားလို့ရရင်ထိုင်းနိုင်ငံကလွှဲရင်သူတို့ရဲ့ကဘာထိုင်းနိုင်ငံနဲ့တရုတ်ရုရှားကလွှဲရင်သူတို့ရဲ့ ကဘာကကျင်းသွားပါပြီအဲ့ဒါကပြည်သူကလောက်တာမဟုတ်ပါဘူးသူတို့တွေကပြည်သူကိုလောက်ခဲ့လို့ပြည်သူတွေကသူတို့နဲ့တံပြန်တဲ့အပြစ်ပေးမှုကိုလောက်တာဖြစ်ပါတယ်အခါကျပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့တွေအာနာရှင်ရဲ့အောက်မှာရှိနေသွေးကျွန်တော်တို့ရဲ့လွတ်လပ်သောအတွေးခေါ်တွေတွေးခေါ်ခွင့်ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့အာနာရှင်ဆိုတာမျိုးကဘယ်တော့မှ ကောင်းကောင်းကန်ကန်မလာပါဘူးကဘာသမိုင်းအဆက်ဆက်ကြည့်ကြည့်ပါဘယ်အာနာရှင်မှနိုင်ငံကိုကောင်းလဲဆိုတာမရှိခဲ့ပါဘူး အဲ့တော့အာနာရှင်နေရဲ့နောက်ဆုံးဏိကုံးကလည်းဘယ်တော့မှအာလှလှပပနဲ့အဆုံးသက်သွားတယ်ဆိုတာလည်းမရှိပါဘူးအဲ့ဒါကြောင့်မလို့အကြောက်တရားကနေယုံထွက်နိုင်ဖို့ကြိုးစားပါကိုယ့်ရဲ့အမှုပညာတွေအမြဲတမ်းရှင်သန်နေဖို့အတွက်ပြည်သူနဲ့ဆန့်ကျင်ဆန့်ကျင်တဲ့အလုပ်တွေမလုံးမိဖို့ကျွန်တော်တို့ပြင်ဆင်မှာညံနဲ့တွေးတော့ပါလက်ရှိလုပ်နေတဲ့လက်ရှိမကြခင်မှာအကျင်းပါရမယ့်ရွေးကောက်ပွဲကကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့ထွက်ပေါက်မဟုတ်ဘူးအဲ့ဒါဒီစစ်တပ်ရဲ့ထွက်ပေါက် ထွက်လန်းကိုသာနေသူတို့ရှာနေတာဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံသားတွေဒီဒီရွေးကောက်ပွဲကိုထောက်ခံလိုက်မယ်မဲသွားပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဟာတရားဝင်လူသက်ခွင့်တရားဝင်အနိုင်ကျင့်ခွင့်တရားဝင်မီးရှို့ခွင့်တရားဝင်အဲမကောင်းတာတွေအကုန်လုံးလုတ်ခွင့်တွေကိုပေးလိုက်တယ်လို့ဖြစ်သွားမှာပါအခုဆိုလို့ရှိရင်တချို့မိဘပြည်သူတွေလည်းတိထားပြီးပြီလားမသိပါဘူး ကျွန်တော်ဗာပြောချင်တာလဲဆိုတော့ကျွန်တော်တယ်လီဖုန်းတွေမှာတယ်လီဖုန်းတွေ Mindel တို့ MBT တို့နောက်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင် Mindel Telino တို့ and sorry Mindel တခြားအခုဟိုစင်ကတ်တွေပေါ့နော်စင်ကတ်တွေဆိုရင်တို့တွေရဲ့ကျွန်တော်တို့ရဲ့ဒီဘက်ကနေဆက်သွယ်တဲ့ဆက်သွယ်တဲ့ဟာကို operator ရှိကိုတောင်းเสียရမလို့ပဲနဲ့စစ်တက်ကနေပြီးလို့ရှိရင်ဒိုက်ရိုက်အဲ့ဒီဟာကို ဘသူကဘသူနဲ့ဆက်သွယ်နေတယ်ဘသူကဘသူနဲ့ပြောနေတယ်ဘသူကဘသူရှိကိုဘာစာပို့နေတယ်ဘယ်အဖွဲ့တွေကဘယ်နေရာမှာထိုင်ချနေဘယ်ဘယ်ထောက်ဖို့တွေကဘယ်နေရာမှာလုပ်နေတယ်ဘသူနဲ့ဘသူနဲ့ဘလူတွေဆက်သွယ်နေကြတယ်ဆိုတာကိုစစ်တပ်ကနေပြည်သူတွေကို လုံးဝစောင့်ကြည့်ဖန်စည်းပိုင်ခွင့်တွေကိုသူတို့အကောင့်တွေပေါ်လိုက်ပြီဖြစ်တယ်အဲ့ဒါသတိထားရမယ့်အချက်ပါကျွန်တော်ထောက်ဖို့တော်လိုင်းသမားတွေရောထောက်ဖို့တွေရောစင်ကတ်တွေကိုပြည်တွင်းမှာစင်ကတ်တွေကိုတုံးပြီးတော့အလုပ်လုပ်နေကြတဲ့သူတွေသတိထားဖို့လိုပါတယ်မိဘပြည်သူတွေလည်း ဖုန်းထဲကနေသတင်းပေးတာတို့ဖုန်းထဲကနေတယောက်နဲ့တယောက်လှမ်းချိတ်ဆက်တာတွေကဂူးဆိုင်ရမယ်အခြေအနေတွေပါအဲ့ဒါအရန်အရေးကြီးပါတယ်အဲ့ဒါမေ့လို့မရပါဘူးเนาะအဲ့ဒါတယောက်နဲ့တယောက်ဆင့်ပွားပြီးတော့အဲ့ဒါသတိပေးကြပါဘာလို့လဲဆိုဘယ်သူနဲ့စားဖို့တယ်ဘယ်သူနဲ့စကားပြောတယ်ဘယ်သူနဲ့ဘယ်နေရာမှာချိတ်ချက်တယ်ဆိုတဲ့ဟာတွေတို့က operator ရှိရနေဒီစင်ကတ်ဖုန်းတယ်ဖုန်း operator တွေရှိရနေတွားတောင်းနေစရာမလိုတော့ပါသူတို့ရဲ့ဌာနကနေအဲ့လူတွေကိုစောင့်ကြည့်နေလို့ရပါပြီအခါကျပြောချင်တာပါတယ်ကျွန်တော်မြန်မာနိုင်ငံမြန်မာနိုင်ငံသားတွေ ဟလာအင်တာနက်လေးခင်ခေရနီးပညာအရတိုးတက်လာခြင်းအင်တာနက်လေးနဲ့ဟလာနီးပညာအရဟလာဆက်သွယ်တာတို့တယောက်နဲ့စာပို့တာတွေတော့မလုံခြုံတော့ဘူးကြံတဲ့ကိစ္စတွေတော့မပြောနေတော့နော်နောက်ဆိုရင်အသက်ရှူတာတောင်မှဝါဝလင်လင်နဲ့လုံလုံခြုံခြုံနဲ့ရှူဖို့တောင်မှမလွယ်တော့ဘူးဒီတက်ပို့ဆိုးဖို့ပဲရှိပါတယ်အဲဒါကြောင့်အနာရှင်ကမြန်မာနိုင်ငံမှာမရှိမှဟုတ်ဖြစ်မှာပါအဲ့ဒါမှကျွန်တော်ဘွားလေးအနာကလုံးဝလုံခြုံအေးချမ်းမှာ ဖြစ်ပါတယ်။ဟိုလက်ရှိအချိန်ဒီမှာတချို့တွေ NCA တွေလက်မှတ်ထိုးဖို့အတွက်လမ်းကြောင်းတင်နေတာတွေတချို့ပြဿနာတွေရှိနေကြပါတယ်။ဒါကလည်းလူတွေဖြစ်တဲ့အတွက်ဒီပြဿနာတွေကလူတွေတည်းကပြဿနာတွေဖြစ်တယ်။အော်အောင်မြင်ကြောကြမှုရဲ့နောက်မှာရလာတဲ့ပြဿနာတွေဖြစ်တဲ့အမိန်နေအာနာပေါ့လက်နဲ့နဲ့အာနာနဲ့ရတဲ့အပေါ်မှာအဲလူတွေကဖောက်ပြန်တတ်လာကြတဲ့သဘောသဘာဝတွေရှိတယ် ခွန့်လွတ်လို့မရတဲ့ကိစ္စတွေကကျွန်တော်တို့အရေးယူမှဖြစ်မှာပါဒီဟာတွေကလည်းခွန့်လွတ်ပေးလို့မရတဲ့အခြေအနေတွေရှိသလိုတချို့တွေကလည်းတော်လန်ရေးရဲ့ပြည်သူတွေရဲ့ဟလာအာကိုယုံကြည်မှုတွေအလွဲသုံးစားလုပ်ပြီးတော့ဟလာပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့မျိုးတွေတင်လာကြတယ်ပြည်တွေထောက်ပံ့မှုတွေနဲ့စားခဲ့တောက်ခဲ့ကြတယ်အဲ့နေမြေတွေမှာလှုပ်ချင်သလိုချေလေခဲ့ကြပြီးနောက်ဆုံးပိတ်မှာတော့ဟလာပြည်သူကိုဟိုမျက်နာမမူတော့ဘဲနဲ့ပြည်သူကိုကြိုးပေးလိုက်ပြီးတော့ရန်သူနဲ့တောင်းပေါင်းတဲ့အဲအဖွဲ့တွေလည်း အဲရှိနေတာကြီးလည်းအားလုံးလည်းသိပါတယ်အဲ့ခါကျတော့ကျွန်တော်တို့လှုပ်ဆရာရှိတာပျက်ပျက်သားသားပြည်သူကလုံမှရပါမယ်အဲ့တော့သူများတွေကတော့တစ္ဆာဖောက်မဲ့လူကလည်းတစ္ဆာဖောက်တို့ရဲ့လမ်းကြောင်းတိုင်းလှုပ်တယ်အာနာရှင်ကလည်းအာနာရှင်ရဲ့လမ်းကြောင်းတိုင်းလှုပ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသား မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဆိုတိုင်းရင်းသားတွေရောအားလုံးပါတယ်နော်အားလုံးဒီလှုပ်เสียရရှိတဲ့အလုပ်တွေကိုကျွန်တော်ပြတ်ပြတ်သားသားလုပ်မှာဖြစ်ပါတယ်အဲ့တော့အတ္တကြီးအတ္တနောနာထောဆိုတဲ့အတိုင်းပဲမိမိကိုယ်သာကိုယ်ွယ်ယုံကြည်ရပါဘယ်သူမှကိုယ်ွယ်ယုံကြည်လို့မရပါဘူးကျွန်တော်တို့အဲငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့အတိုင်းပဲကိုယ့်ကိုယုံထားကြမှာဖြစ်ပါတယ်အားလုံးစိတ်တက်မကြပါနဲ့ကျွန်တော်တို့ကိုယ်ခံယူထားတဲ့ခံယူချက်တွေကိုမပြတ်စည်းပါစေနဲ့ အခက်အခဲတွေကြားရတဲ့အနေပဲကျွန်တော်ဒီလိုပဲရှင်သန်ရက်တည်ကြရမှာဖြစ်တဲ့အတွက်စိတ်ဓာတ်မကျနဲ့အဆုံးထိသွားကြမယ်အားလုံးကျမ်းမာအောင်နေပါတောကပြပါတာဘေးမတမ်းမဲ့လောကမှာထာဝရအေးချမ်းကြပါစီဗျာ